လို့နေတော့နာဘူးတော့ကတ်ပါနေရတာသူတိုင်းကိုပဲချီလို့ပြရတယ်နော်အမနဲ့အဲ့မှာချီသေးသူကဆွဲလိုက်ရလို့တဲ့ချိန်မှာပေါ့နော်ဟိုကိုနိုင်လွင်ကိုနိုင်လွင်ကဘီနာမှာရှိတယ်ကိုနိုင်လွင်အမန်တော့ဟုတ်ကွာကိုနိုင်လွင်ကိုကြော်ပြီးတော့ဒီလိုမျိုးရှေ့ဖြစ်တယ်ညဖြစ်တယ်အဲ့လိုလှမ်းဆွာပြီးပြောတာပေါ့တကယ်ကြတော့ကိုနိုင်လွင်ကလည်းအဲ့ချိန်မှာရန်ဖြစ်တဲ့ချိန်မှာဟိုဘေးရကွာ အဘေးရောက်သွားပြီးတော့မှအမားနဲ့ကိုနေအဲ့လိုမျိုးဆွဲလိုက်ရလောက်တဲ့အချိန်မှာခြေသေးပါတခါထိပြီးတော့အဲ့ဒီနေ့မှာပဲခြေသေးပုတ်သွားပြီးခြေသေးခုချိန်ဒီအဲခြေမညာဘက်ခြေတော့ပါခြေသေးပြန်မထွက်တော့ဘူးပေါ့နော်ခြေသေးဘယ်လိုရမလဲအရန်အားနဲ့ပေါ့နော်ထိသွားပြီးတော့အားနဲ့ထိသွားပြီးတော့အဲ့မှာပုတ်သွားပေါ့ပုတ်သွားပြီးတော့မှခြေသေးကဒဏ်ရာဖြစ်ပြီးတော့အရေးပေါ်မှာလန်သွား ကိုကတော့အောင်မယ်ငိမ့်လာလိခိုးပါဟမ်ရရလေငါတို့မလို့နေတော့ငါတို့တော့ဘာကမနေရတာသူတိုင်းကိုပဲရှင်းလို့ပြရတယ်နော်ရှင်းလို့ရှင်းရှင်းလို့ရှင်းလောက်ပါလားတော့ဘာလို့လောက်လဲတိုင်းလားအဲ့ခဲနဲ့ပတ်သက်ပြီးတော့じゃအဲ့မှာဟိုမှာဘယ်လိုပြောရမလဲအမက အဲ့ချိန်မှာအခုအရန်ကြီးပေါ့နော်ညီမအရန်ဝတ်ဒီအလုံးမှာအရန်ဝတ်တနာပါတဲ့အတွက်ကြောင့်မလို့အဲ့လိုခဏခဏပြဲရတာမျိုးမရှိဘူးဆရာကပေါ့နော်သူတို့ပေါ့နော်ဒီရိုက်လဲတစ်ခါနှစ်ခါပဲပေါ့နော်အဲ့လောက်ပဲအဲ့ခန်းမှာဆိုလို့ရှိရင်အမကလည်းတော်လုံးဝကိုယ်လုံးဝတက်ဖြတ်မဲ့ပုံစံနဲ့ဝင်လာပေါ့နော်ကိုကလည်းအဲ့ချိန်မှာအာကိုကမလောက်ပန်းနဲ့ အန်ဒီရနာဝါပါအောင်မဆိုအဲ့ခုချိန်ကြီးလဲတက်တော်ရမှာအဲ့အမက်နေရအခုချိန်ကြီးလဲပလန်ပလူပြန်နေရပါတော့ဒီလားအမအဲ့ဒါကြည့်ပြီးတော့သူကလလမန်းကြအဲ့သူ့သူ့ရောက်ကြလို့တော့အန်ဒီမလောက်ပါနဲ့ကိုဦးနာသွားပါအောင်အဲ့သူ့လည်းလောလောလောရှင်းအောင်ကြရှင်းလောက်ပါလားဆိုပြီးတော့အဲ့လိုမျိုးအဲ့အမက်နေလလမန်းကြမသူဒီထဲမှာပါတဲ့အဲဒီဒိုင်ယာလော့ရေပဲပြိဿတီအဲ့မက်ဒီကွန်မန့်နေမှာပါလလမန်းကြရပါတော့ပြီးတော့ဟိုဘိုက်ထဲမှာခလီခလီဆိုတာလေအဲ့အဲ့လလမန်းကြတယ် အဲကြည်ပြီးရောရင်ရပါပဲအဲအဲ့ချိန်မှာဗာအမှတ်တရရှိတယ်ဆိုတော့အမားနဲ့ပေါ့နော်ခုနပြောရဲအမားနဲ့အဲ့မှာခြေသေးသူကဆွဲလိုက်ရလို့တဲ့ချိန်မှာပေါ့နော်ဟိုကိုနိုင်လွင်ကိုနိုင်လွင်ကဘီနာမှာရှိတယ်ကိုနိုင်လွင်အမှန်တော့ကိုကကိုနိုင်လွင်ကိုသူကြော်ပြီးတော့ဒီလိုမျိုးရှေ့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုလှမ်းစွာပြီးပြောတာပေါ့တကယ်ကြတော့ကိုနိုင်လွင်ကလည်းအဲ့ချိန်မှာရင်ဖြစ်တဲ့ချိန်မှာဟိုဘေးရောက်သွား အဘေးရောက်သွားပြီးတော့မှအမားနဲ့ကိုနေအဲ့လိုမျိုးဆွဲလိုက်ရအောင်တဲ့အချိန်မှာခြေသေးပါတခါထိပြီးတော့အဲ့ဒီနေ့မှာပဲခြေသေးပုတ်သွားပြီးခြေသေးခုချိန်ဒီအဲခြေမညာဘက်ခြေတော့ပါခြေသေးပြန်မထွက်တော့ဘူးပေါ့နော်ခြေသေးဘယ်လိုရမလဲအရန်အားနဲ့ပေါ့နော်ထိသွားပြီးတော့အားနဲ့ထိသွားပြီးတော့အဲ့မှာပုတ်သွားပေါ့ပုတ်သွားပြီးတော့မှခြေသေးကတရားဖြစ်ပြီးတော့အရေးပေါ်မှာလန်သွားအောင်လုံးဝအမှတ်တရပဲပေါ့နော်ဆရာအဲ့ဒါပြီးတော့ပေါ့နော်အဲ့မှာဆရာလည်းတည်ရပေါ့နော်ဆရာတင်းရတယ်ဆရာကလည်းပြော တမိတမိခြေသေးကျွတ်သွားပြီဆိုတော့အဲ့တခါမှအဲ့လိုမျိုးခံစားချက်မငငယ်တော့ခြေသေးကျွတ်ဘူးရပေါ့နော်အခုကညာဘက်ခြေထောက်ကျွတ်တာငငယ်တော့ကကြာတော့အဲ့ကြိုက်လက်မှာပေါ့နော်အဲ့အနောက်ကနေပဲဆိုင်ငယ်တက်ကြိတ်လို့ဘယ်ဘက်ခြေသေးကျွတ်တယ်ပေါ့အခုကကြာဒီဆက်ကားမှာအဲ့ညာဘက်ခြေထောက်ကကျွတ်သွားတာအဲ့လိုအမခြေထောက်နဲ့တိုက်မိပြီးတော့လေပင်နေမှာဆိုလဲကုတ်ရည်ထင်းတော့အမလက်သေးနေတယ်အမဒီလိုမျိုးဆိုရဲဆိုရဲတော့ကိုယ်စိတ်ထဲမှာအဲ့လိုမျိုးအဓိကအော်နာလဲနာအဓိက အဲ့လိုတေးဥဆောင်နေတဲ့အချိန်မှာလေကိုဘလောက်ပဲနာသွားပါစေကိုပါပဲရိုက်သွားပါစေဒါကိုကဒါအလုတ်လိုတေးဥဆောင်နေတာလို့သဘောထင်မှာစိတ်လည်းမဆိုးဘူးကွာအဓိကဒီဇိုင်းလမ်းမှာဒီ character လုံးဝပရိသတ်တွေပေါ်မှာလုံးဝနစ်ပြီးတော့ဗောနော်အဓိကအစီအပြင်ရမယ်ဟိုသူတို့ကြီးရလူတွေပေါ်မှာလည်းဒါအကောင်းဆုံးဖြစ်ရမယ်ဆိုရယ်စိတ်ခံစားချက်ပဲရှိရကိုကိုထိသွားလဲစိတ်မမစားဘူးအချိန်တန်လို့ရှင်ဒါဆေးထည်ပြောက်သွားမှာတေးဝါးရရလည်းမဟုတ်ဘူးဆိုတော့အဲ့လောက်ထိအောင်မှာစိတ်ထဲမှာဗောနော်မရှိဘူးအရင် ိုးစားစီဒီအောင်ငါဘယ်လိုမလုတ်ပြနိုင်ရမလုတ်ချလုတ်ပေးနိုင်ရမလဲပေါ့နော်အဲ့လိုမျိုးစိတ်ပဲရှိပါတယ်အဲ့တော့ဒီဘက်နဲ့ဒီဘက်နဲ့ပေါ့နော်ဒီမှာအဲ့လိုဒီဘက်မှာလည်း၃လေးချက်လောက်ဒီမှာတော့ရဲွာအဲ့မှာဟိုကိုဦးကိုပြရတဲ့အချိန်မှာနေမကြည့်လိုက်ရှေ့မိန်မှာကျမကိုလုတ်သွားတယ်ပေါ့တကယ်ကြည့်တော့အဲ့တကယ်ချက်လားအဲ့တကယ်အမလက်သေးနဲ့ထိမိရပါနော်ခြေသေးကတော့အဲ့အချိန်မှာနာနေရောအရန်နာနေရဒါမဲ့လည်းစိုက်ရိုက်လိုက်ပါတယ်နာပြီးတော့ဒီပြီးတော့မှပဲနာလိုက်တာပေါ့နော်အရှိရရှိရအမအညီမလေးတောင်းပန်ပါတယ်နော်ချိွာရရရအမဘာမှမပြောလုတ်တာလုတ်အဲ့လိုမျိုး ကိုကအဲ့လိုပြောအမကလည်းအမဘာမှမဖြစ်ဘူးထိသွားရင်ကိစ္စမရှိလောက်တာလို့ဆိုပြီးပြောတာပြောတော့မင်းရကိုဝင်ရကိုနဲ့ရပါစို့ဟေးအဲ့ဒါပဲနော်မင်းရောငါရောသူရောသုံးရောလို့အဲ့ဘိုက်ထဲမှာကိုဝင်ရှိတယ်ဆိုပြီးဂျင်းထည့်ထားတာကွာအဲကိုရဲဂျုံခဲ့ဂျုံခဲ့ပေါ့နော်ညီမဘယ်လိုမျိုးဂျုံခဲ့လဲဆိုတော့သူ့မှာရီတာရှိရှိရဲ့နဲ့ပေါ့နော်ညီမနဲ့လာဖောက်ပြန်တာမျိုးပေါ့အဲ့လိုမျိုးဂျုံခဲ့ဂျုံခဲ့ဆိုတော့ဒါညီမမတိဘူးပေါ့နော်မတိဘူးမတိဘူးဆိုတော့ ိုကလည်းသူ့နေရာမှာဆိုလို့ရှိရင်ကိုလည်းတကယ်ခံစားရမှာဘာလို့ဆိုတော့ဟိုကိုရှိရက်နဲ့တခြားတယောက်ကိုသွားပြီးတော့တော့ဖောက်ပြန်လာပြီးတော့ဘယ်မိမမှလက်ခံနိုင်မှာမဟုတ်ဘူးလေဒါမဲ့လေဟိုတခြားမိန်းကလေးဘက်ကနေကိုနဲ့လာဖောက်ပြန်နေဆိုတော့ကိုကမသိရင်စနိုက်ကြော်လို့မျိုးထင်ချင်းထင်ကောင်းနေဒါမဲ့ညီမမှအဲ့လိုစိတ်တော့မရှိဘူး ။ကိုကအဲ့လိုမျိုးတိတိရနေကိုနဲ့လာဖောက်ပြန်မှာတိတယ်ဆိုလို့ရှိရင်ဒီမှာ exercise ရေအဲ့ relationship ပေါ့နော်လုံးဝဖြတ်တောက်လိုက်တာပေါ့အဲ့လိုမျိုးကိုဘယ်လောက်တိချစ်နေပါသေးပေါ့နော်အဲ့လိုပေါ့ဘယ်လောက်တိစိတ်တွေရန်နှစ်ထားပါသေး။အဓိကကိုတယောက်တည်းအတွက်မဟုတ်တဲ့ຢာမျိုးမလို့ချင်းဘူးကွာ။ဟိုသူသူကဘယ်လိုဘယ်လိုပဲဖြစ်နေပါသေး။သူဘယ်လိုပုံစံမျိုးဖြစ်နေပါသေး။အဓိကကို့ပေါ်မှာကို့တကယ်တန်ဖိုးထားပြီးကို့ကိုချစ်တဲ့သူပဲကိုကလိုချင်တာ။ဟိုကိုအကိုအမျှညဝေမြလာလုံနေရမယ်အရာမျိုးဆိုအဆင်မပြေဘူးလေနော်တော်တော်တော့ဒါမှတော်တော်တော့ရှေ့အခုကိရောက်ကြရတယ် ဖောက်ပြန်တာတွေတော်တော်များခုကစ်မှာပဲဘောနော်ယောက်ျားလေးမှမဟုတ်မိန်းကလေးတွေလည်းဖောက်ပြန်တာမျိုးရှိရပါဘောနော်အဲ့လိုဒီလိုဖောက်ပြန်တာတွေများနေခင်မှာဆိုတော့အချစ်ဆိုတာရှိလို့ရှိကောင်းလည်းရှိတယ်ပဲဘောနော်ရှိရလည်းရှိမှာပါအဲအကုန်လုံးမဆုလို့ပါဘူးရှိရလို့လည်းရှိပါတယ်လေလေတော်တော်များများတော့ဒီဟာကတော့ဖောက်ပြန်တာကတော့တော်တော်ကြီးကိုများနေရပါတော့ညမညမကွယ်လည်းကြုံခဲ့ဘူးရဲ့ဆိုတော့အဲ ဒီရပေါ်မှာညီမကတော့အရင်တော့အရန်အချစ်ကိုအရန်ကိုးပွဲထဲမှာပါတယ်ပေါ့အခုနောက်ပိုင်းတော့အလောက်ထိစိတ်ထဲမှာအရန်ကြီးမထားတော့ဘူးပေါ့နော်သူချင်းကိုချက်လိုက်မယ်သူမချင်းကိုမချက်တော့ဘူးသူနောက်ရောက်ထားရမယ်ကွာ၁၀ရောက်လောက်ပြန်ထားလိုက်မယ်အဲ့လိုစိတ်လေးပဲမူလိုက်တော့အဓိကကိုတို့ကိုဘွားရည်မှန်းချက်အောင်မြင်မှုတွေကဒါကိုရဲ့အနာဂတ်တွေကပိုပြီးအရေးကြီးရတယ်နော်အချစ်ကအလောက်ထိအရေးမကြီးပါဘူးဟုတ်ခံရမှုတွေအဲကိုရည်စားတာပေါ့နော်အဲ့လိုမျိုးကိုနဲ့တွဲနေအချိန်မှာပေါ့နော်တစ်နှစ်လောက်နေတဲ့အချိန်မျိုးမှာအဲ့လိုဖောက်ပြန်သွားတာပေါ့နော်ဖောက်ပြန်သွားတယ်လို့လည်းကိုကိုနဲ့ရှင်နိုင်တခြားအခုလည်းပြောနေတာပေါ့နော်အဲ မ်ဒီမရကြီးလောက်မရငယ်ကမလှအေးပါအဲ့လိုမျိုးပေါ့နော်အဲ့လိုကိုယ်လည်းဖောက်ပြန်ခင်ဘူးကကိုယ်ဖောက်ပြန်ခင်ဘူးကိုယ်ဖောက်ပြန်လိုက်တဲ့ကိုယ့်ရဲ့ကြီးစားဖောက်ပြန်လိုက်တဲ့သူကလည်းတကယ်မှတကယ်လုံးဝကိုယ်လောက်တကယ်ဟိုမှအဆင်မပြေရလို့နေပေါ့နော်အော်ဒီမှာခံစားလိုက်ရအဲ့ချိန်မှာလည်းကိုယ်ကဘာပြောလဲဆိုတော့ဟိုတိတိရဲ့နေမှာကဖောက်ပြန်လာတိတိမှာအဲ့လိုစိတ်ထဲမှာအော်ငါကတော့သူ့ကိုချစ်နေချိန်မှာအရင်တနုံလုံးလေးဒေါသကြီးထွက်နေအောင်ပေါ့ဒေါသထွက်နေချိန်မှာသူ့ကိုချက်ချင်းတော့စိတ်ကြီးဖက်တောက်မလိုက်ဘူးဒါပေမဲ့ကိုကိုကိုခံစားစီရလောက်ရမျိုးသူ့ကိုဆယ်ကလောက်ပြန်လုပ်ပြီးလဲအဲ့ချိန်မှာ တော်တော်ယူသူလက်ခံစားသွားတယ်ဗောနအဲ့လိုမျိုးလောက်ခဲ့မှုရယ်လူရံလောက်ခဲ့အဲ့ချိန်မှာဘယ်လိုလောက်ခဲ့လဲဆိုတော့သူကအဲ့လိုမျိုးကိုယ်ဖောက်ပြန်တဲ့အချိန်မှာကိုယ်ကလည်းသူနဲ့သူ့သူနဲ့ကိုယ်နဲ့အဲ့လိုမျိုးဆက်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 ကြီးကလုံးဝဖျက်တောက်လိုက်ပြီးအောင်မှာသူကကိုယ်မပြတ်နိုင်သေးဘူးဗောဒါပေမဲ့ကိုယ်ကနောက်တစ်ယောက်နဲ့တွဲပေးလိုက်တယ်တွဲပြလိုက်တယ်အဲ့လိုတစ်ယောက်မှမဟုတ်နှစ်ယောက်လုံးနဲ့တွဲပေးလိုက်တယ်အဲ့လိုမျိုးလဲအဲ့ချိန်မှာအဲသူနဲ့ကိုယ်နဲ့လုံးဝဖျက်တောက်သွားတာဆက်ဆက်ကြီးယောက်ျားရဲ့သူတို့လှုပ်တဲ့အရာမျိုးကြောင့်သူတို့ရန်ကောင်းနေလေဒါပေမဲ့ကိုပြန်လှုပ်တဲ့ခါမျိုးကြောင့်မကောင်းတော့ဘူးအဲ့လိုမျိုးအဲ့လိုယောက်ျားရဲ့လည်းရှိရနော်အဲ့လိုယောက်ျားရဲ့ဆိုအရန်ညွန်တာဘာဖြစ်လို့ဆိုတော့ မှန်အခုခေတ်မှာဒီတယောက်တည်းကိုပဲချစ်ပြီးဒီတယောက်တည်းပေါ်မှာပဲစိတ်နစ်တဲ့သူတွေဆိုတာတော်တော်ကြီးကိုရှားတော့ရှားတယ်။အမရှိရတော့ရှိပါလိမ့်မယ်။ရှိရလို့လည်းရှိနေတယ်။ဒါပေမဲ့ဒါအချိန်ကာလပေါ်မှာမူတည်ပြီးတော့အခုဆက်တာချင်းမှာဆက်တာချင်းမလို့ကောင်းတာမျိုးလည်းရှိရတယ်ပေါ့နော်။ဒါပေမဲ့ကြာဝရခါမျိုးကောင်းတဲ့လူမျိုးလည်းရှိပါတယ်။ဒါပေမဲ့တော်တော်များများကတော့အချိန်တန်လို့ရှိရင်အချိန်ကြာလာတဲ့များပေါ့နော်။ပြောင်းလဲသွားတဲ့လူတွေကပိုများရပေါ့နော်။အဲ့တော့လည်း ကိုကပြောချင်တာကတော့အဲ့ဒီလိုပြောင်းလဲသွားရယ်ဆိုလို့ရှိရင်တော့အဲ့လောက်ထိစိတ်ထဲမှာမထားနေတော့ဘူးတူတောင်ပြောင်းလဲနိုင်တရားဟုတ်တယ်မှာကို့ကိုမချစ်လို့သူနောက်ပြောက်ရှာတရားပဲလေကိုကအဲ့လောက်ထိချစ်ပြနေကြလည်းမလို့တော့တူတောင်မကို့ကိုမချစ်တဲ့ကိစ္စကိုလည်းဘာလို့ချစ်ပေးရမှာလဲမနော် ကကြာလေဘယ်လိုပြောမလဲသူကကမထုံတနည်းနဲ့ပေါ့တီးရဟိုသူလောက်ကြာလေကကောင်းမို့သူမလောက်တတ်ဘူးဒါပေမဲ့ခက်ခက်မှာကသူကအရင်သူစိတ်ကအရင်မောက်မာရဲဆိုပေမဲ့သူ character ရမောက်မာရဲဆိုပေမဲ့သူကလုံးဝပေါ့နော်ရေချင်းချီရဲ့မိမတက်ရောက်ပေါ့နော်ကိုဦးကကြာတော့အဲ့လိုပြီးပေါ့နော်သူမိဘရှိရမှာရှိသူအဲ့လိုပြီးရေချင်းမရှိပေါ့နော်ဒါပေမဲ့ဒီလိုယောက်ျားရင်နဲ့ဒီလိုမိမရင်နဲ့တွေ့ရခါမျိုးမှာမိသူကကြာမိမဥဆောင်နေရတာပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ဒီလိုယောက်ျားရင်မရှိလို့ရှင်လဲအခုခင်မှာအဆင်မပြေဘူး ပမိန်မဥဆောင်နေရတယ်ဆိုအဆင်မပြေဘူးလေနော်အဓိကသူကိုယ်တိုင်အရေးချင်းရှိမယ်ဆိုလို့ရှိရင်အဲသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအဆင်ပြေမှာပါဒါပေမဲ့လည်းခက်ခက်မှာလည်းဘယ်သူမှားလေးလည်းရှိရပေါ့နော်ဟိုသူစိတ်ကနည်းနည်းလေးပြင်လိုက်မယ်ကိုဦးကလည်းသူကလုံးဝ ကောင်းတဲ့အိမ်ဆောင်စီတယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်ဒီဆက်ဆက်ကြီးကဒီလိုမျိုးဖြစ်လာစရာတော့မရှိဘူးပေါ့နော်အခုလိုမျိုးအားပေးရပြည်သက်တွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟိုညီမကိုလည်းနောက်ထပ်ပေါ့နော်အများကြီးညီမကြိုးစားသွားပါအောင်မဒီချက်လည်းပို့ပြီးတော့ညီမပေါ်မှာဒီဇကာပေါ်မှာပေါ့နော်လိုက်ပြီးတော့အမုံစိတ်တွေမပွားဘဲနဲ့ဘောနဲ့ချက်တဲ့စိတ်လေးနဲ့ပဲကြည့်ပေးကြပါလို့လက်မတွေ့ရင်လည်းဘာမှမလုပ်ကြပါနဲ့လို့လက်မတွေ့လိုက်လာလှုပ်ဆက်လို့ရပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်